ဘာဗရမဆုံးတက္ကသိုလ်တက္ကသီလာတက္ကသီလာလို့ခေါ်တဲ့တက္ကသိုလ်ပြီဆိုတဲ့စကလုံးရေးရဆိုရင်ပုံမြင်နေတဲ့မှာမကြာခဏတွေ့ဖို့ကြားဖို့ကြာမှာပါတက္ကသီလာလို့ဆိုရနဲ့တက္ကသိုလ်ပြီမှပညာတော်သင်နေရှိတဲ့မိညင်မိသားတွေတော့အရင်ဆုံးပြင်းပြမိကြမယ်ထင်ပါတယ်ဟုတ်ပါတယ်အားလုံးဒီထက်ကြာတော့ဘူးသားဖြစ်တဲ့တက္ကသီလာလို့ခေါ်တဲ့တက္ကသိုလ်ဟာရှေးပုံမြင်နေတဲ့မှာမဟုတ်ပဲတကယ်ရှိခဲ့ပါတယ်တက္ကသီလာကိုတော့တက္ဆတ်စီလာလို့ခေါ်ကြပြီးတော့အတိပေကဖြတ်ထားတဲ့ကျောက်တုံးနေနဲ့စောင့်တယ်မျိုးလို့အတိပေရပါတယ် တကယ်တော့တက္ကတိလားဆိုတာတက္ကတိလားဆိုတဲ့ပါဠိစကားနေပြီးတော့စဉ်းသက်လာတာပါအတိပ္ပယ်ကတော့ပညာဖြည့်ဆည်းပေးတဲ့နေရာလို့ဆိုလိုခြင်းပါတချို့ကလည်းကြံစည်စဉ်းစားရတဲ့လေးရှိတဲ့နေရာလို့လည်းဖွင့်ဆိုကြပါတယ်တက္ကတိလားလို့ခေါ်တဲ့ဒီနေရာကတော့ရှေးခေါ်ကနာတန်မြို့တော်ဖြစ်ခဲ့ပြီးအလွန်ထင်ရှားခဲ့မှုပါတယ်ခရစ်တော်မပေါ်မီနှစ်ပေါင်း900ခန်းကလေးကတည်ရှိခဲ့တာဖြစ်ပြီးတော့ကဘာနဲ့အကြောင်းသားပေါင်းတသောင်းဝင်ခြင်းကလည်းလမ်းရောက်တက်ရောက်ခဲ့ကြတဲ့ကဘာအစောဆုံးတက္ကသိုလ်လည်းဖြစ်ခဲ့ပါတယ်ဘေဘီလုံခရစ် စီးရီးယားနဲ့တရုတ်ကကျောင်းသားတွေပါဝင်စတင်တရားအောင်မဲ့ကျောင်းသားတွေဟာအနည်းဆုံး16နှစ်ရှိရမယ်လို့လည်းသတ်မှတ်ထားပါတယ်။ကျွန်တော်တို့အားလုံးသိကြတဲ့အထားရသ16ရက်အပဝင်ဘာသာရပေါင်း60ကျော်ကိုတင် जा ပို့ချပေးခဲ့ရလည်းဖြစ်ပါတယ်။တက္ကသိုလ်ကျောင်းဝင်ဟာအလျားတမိုင်အနံမိုင်ဝန်းခံကျေပြီးတော့စာသင်ကမ်းပေါင်း300ရှိခဲ့တာဖြစ်ပြီးစာသင်ကုန်တွေအတွက်ကတော့ကျောက်တုံးတွေကိုအသုံးပြုခဲ့ကြရတယ်လို့လည်းမှတ်တမ်းတွေရသိရပါတယ်။ဒီကျောင်းကြီးမှတယောက်ခဲ့ကြတဲ့ကျောင်းသားတွေထဲမှာဆိုရင်လည်း အာတောဂမီရဲ့လည်းရောကောတလာပြင်ဗုဒ္ဓရဲ့ဆေးဆရာဇီဝကတို့လည်းပါဝင်ခဲ့ကြပါတယ်။နှစ်ပေါင်းတစ်ထောင်ခန့်ခန္ဓာကြီးကျယ်စွာရည်တည်ခဲ့တဲ့ဒီတက္ကသိုလ်ကြီးကတော့ AD 900စုဝင်ကျင်မှာပဲရှီအောင်ဂရိနယ်မီဖြစ်တဲ့ဟင်ဒက်ကတ်စ်ကိုကျော်ဖြတ်ပြီးတော့ပန်ချက်ပြည်ကိုဝင်ရောက်ခဲ့ကြတဲ့ဟွန်းဆိုတဲ့လူမျိုးတွေရဲ့အပီးတိုင်းဖြစ်စီခြင်းကိုခံခဲ့ရပါတယ်။အဲ့ဒီချိန်ကစလို့ဒီနေရာဟာတင်းမြှုပ်ပျောက်ကွဲခဲ့ရပြီးတော့19ရာစုအလယ်ပိုင်းလောက်မှာတော့တက္ကစီလာရဲ့ပျက်စီးတဲ့အနေနဲ့တဆင့်သူရနာပညာရှင် စာလက်စမ်းနှခဏီကကပြန်လည်ဖော်ထုတ်နိုင်ခဲ့ပါတယ်။1980မှာတော့ကမ္ဘာ့မွေးနေ့စည်းဝေးတစ်ခုဖြစ်ခဲ့ပြီးတော့လက်ရှိအချိန်ထိပါကစ္စတန်နိုင်ငံရဲ့လာရောက်လည်ပတ်သူအများဆုံးနေရာတစ်ခုဖြစ်မှတ်တမ်းတစ်ခုတည်ရှိနေပြီဖြစ်ပါတော့တယ်။